မဲအောင်လိုင်းအကြောင်းလက်တုံလုံးနေတဲ့အကြောင်းရင်းရဲ့နောက်ွယ်တွေအကြောင်းကိုကျွန်တော်မိသားစုဝင်တွေကိုကျွန်တော်ဖော်ပြပေးခြင်းနဲ့လက်ရှိကျွန်တော်တို့တော်လန်ရေးရဲ့အစနဲ့တော်လန်ရေးရဲ့ဒီကနေ့ရောက်ရှိနေတဲ့အခြေအနေတွေကိုကျွန်တော်တို့အတူတူဆွေးနွေးကြမှာဖြစ်ပါတယ် ဒီနေ့က Super Sunday ဒီနေ့အားလည်းရဖြစ်ပါတယ်ကျွန်တော်ကျွန်တော်မိသားစုဝင်တွေအများနဲ့ဆွေးနွေးနေတဲ့ရက်ကိုရောက်ရှိလာပါပြီဟုတ်ပြီဘုဇတာဘုံကျော်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာတက်မှာထုံးထုတ်ထားမယ်မနက်နေကင်းညက်နေညတကောင်ရန်စတိုက်လီရင်နဲ့ဘုံကျဲနေတယ်ကျဲတဲ့သူတွေကျဲကိုစော်ဩသူတွေကျဲခံရတာကို ဝမ်းမြောက်လက်ခုပ်ကြီးတဲ့သူတွေအားလုံးကိုထုံးတည်တည်ချာချာတို့မှတ်ထားမယ်လက်ဆိုတာရှိစမဲပါလို့သူရေးသားဖော်ပြပါတယ်ဒါခံနေရတဲ့သူတွေပို့ပြီးတော့နားလည်သဘောပေါက်မှာပါကျွန်တော်ပုံမှန်အဖြစ်ကျောင်းနိုင်ငံအတွင်းမှာတရင်သားညီကိုမောင်နှမတွေနဲ့ကျွန်တော်မြေပြတ်မှာရှိနေတဲ့ ကျွန်တော်တို့မြေပြန့်သားတွေပေါ့ဗျာမြို့ကြီးသားတွေပေါ့နော်ဆိုတော့အဲ့လိုမျိုးပုံစံနှစ်ခုရှိနေတယ်အဲ့လိုပုံစံနှစ်ခုဖြစ်အောင်လည်းပဲဗမာဆိုတဲ့လူမျိုးကြီးခေါင်းစဉ်တတ်ထားတယ်ခေတ်ဆက်ဆက်ကစစ်တပ်ကကောင်းတယ်ဆိုတော့လက်ရှိအချိန်မှာလည်းပဲကျွန်တော်နိုင်ငံအတွင်းထဲမှာရှိတဲ့ဒါရာရှိရာခံအကျစစ်တီတွေနဲ့ဟုတ်ဘုံမူတိုင်းမူ တကယ်ကိုຢາလူကြီးတဲ့နေရာတွေကျွန်တော်တိုင်းရင်းသားညီကိုမောင်မတွေကိုလုံးဝမပေးခဲ့တာပါအခုမှမဟုတ်ပါဘူးပြီးတော့ဆက်ဆံတဲ့နေရာမှာလည်းခွဲခြားဆက်ဆံထားတယ်ဆိုတာကိုကျွန်တော်ထင်ရှားစွာတွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်လေရင်နဲ့ဘုံကျဲခံရတဲ့ခံစားချက်ကျွန်တော်နေ့စဉ်အချမ်းပတ်ဖိနစ်တက်ဖြတ်ခံရတဲ့ခံစားချက်အဲ့ဒီခံစားချက်ကိုတိုင်းရင်းသားတွေပို့ပြီးတော့သိတာပါသူကပြောကြတယ် ဟာတိုင်းရင်းသားတွေကတဲ့အနေအေးကြတယ်ယူသားကြတယ်ပြီးတော့သူတို့တွေဒီပညာအတန်းပညာနဲ့ကျွန်တော်ပြောချင်တဲ့စကားမဟုတ်ဘူးเนาะကျွန်တော်ရဲ့စကားကိုဒီအာမှတ်ချက်ကောက်ချက်ချလွှဲမအောင်လဲကျွန်တော်ဆိုရင်ねအပညာနေကြတယ်ပေါ့เนาะအဲ့လိုမျိုးတွေသုံးနှုံးကြတာရှိပါတယ်မဟုတ်ပါဘူးကျောင်းတိုင်းရင်းသားတွေပညာမနေပါဘူးလက်ရှိကဘာရရမှာကျွန်တော်တိုင်းရင်းသားတွေတကယ့်ကိုထိတ်သီး ဒါနိပညာနဲ့ပတ်သက်တော့လကောင်းစေရောမှာတော့လကောင်းပြီးတော့ခြားတော့ technic ပိုင်းတွေမှာတော့လကောင်းကျွန်တိုင်းသားတွေအများကြီးနေရာယူထားတာရှိပါတယ်အခုဗုဒ္ဓတာဘုန်းကြီးပြောတဲ့စကားကျွန်တော်ရန်ကုန်မှာနေနေတဲ့အချိန်ဆိုရင်ကျွန်တော်ခံစားသိမှာမဟုတ်မန္တလေးမှာနေနေတဲ့သူတွေလည်းခံစားသိမြင်မှာမဟုတ်နေပြည်တော်မှာနေနေတဲ့သူတွေလည်းသိမှာမဟုတ်ဘူးလက်ရှိ main online နဲ့ main online အောက်မှာ ဒါဝိညာဏတည်တည်မှာတောင်းရင်ထမ်းဆောင်နေတဲ့သူတွေလေသူပြောတဲ့စကားကိုအပင်အနက်အဓိပ္ပာယ်တိမှာမဟုတ်ကျွန်တော်တို့တော့မှဒါ not 27တိုင်းသားတစ်ဖွဲ့ဝင်နေနဲ့အတိုင်းသားညီကိုမောင်နှမအနေနဲ့အတူတူရှင်တွဲပြီးတော့ဒါပူပေါင်းနေထိုင်တဲ့နောက်ပိုင်းတွေမှာကျွန်တော်တို့ပို့ပြီးတော့အဓိပ္ပာယ်တွေတိလာခဲ့တာပါဟုတ်ပြီဒါဗိုလ်ချုပ်တာဝန်တော်ဘာကြောင့်ပြောလဲဆိုတဲ့စကားကျွန်တော်တို့တွေ ိုယ်၌ကလည်းပဲထုံးတို့ပြီးတော့မှတ်ထားရမယ်ကျွန်တော်မိသားစုဝင်အလှဲ့ဆိုတာရှိတယ်အဲ့ဒီအလှဲ့အကြောင်းအပြောင်းလဲအကြောင်းတွေမင်းအောင်လှိုင်လုံးဝကိုကြဆုံးရမယ်အကြောင်းနဲ့မင်းအောင်လှိုင်ဘာကြောင့်နေ့စဉ်ဘုံကျဲတက်ဖြတ်ပြီးတော့ဘာကြောင့်ကျွန်တော်တို့ဒါလူငယ်တွေကိုအတင်းအားမှာပေါ်တာဆွေးပြီးတော့ဘာကြောင့်ဖြစ်တင်းနေရတာလဲဆိုတဲ့အကြောင်းဒီကနေ့ဗီဒီယိုရဲ့နောက်ဆုံးထိကျွန်တော်တည်ဆောင်သွားမှာဖြစ်ပါတယ်ဟုတ်ပြီ ရင်ဆုံးကျွန်တော်မှာမိကုတ်ချို့လို့လည်းပြောလို့ရတယ်ကောင်းလို့ချက်ချို့လို့လည်းပြောလို့ရပါတယ်မင်းတို့မှာကျွေးဝချမ်းသာတဲ့ခရိုနီပါတီကြီးတွေရှိတာတော့မှရွေးကောက်ပွဲမနိုင်ခဲ့ကြဘူးမင်းတို့မှာအမေရိကန်လော်ဘီတွေရှိတာတော့မှလိုင်းပေါ်မှာအမှန်တရားတွေဒါပြောဆိုတဲ့နေရာတွေမှာမနိုင်လို့အင်တာနက်ကိုတော့မှပိတ်ပစ်ခဲ့ကြတယ် မင်းတို့မှာခိုင်မာတဲ့တရားစီရင်ရှိတာတောင်မှတရားမျှတမှုမပြနိုင်လို့အမှုပေါင်းစုံစင်နဲ့စင်ခဲ့ကြတယ်လေလောက်မြန်လူတက်မှုတွေငါးလောက်မြန်လူတက်မှုတွေမွေးစည်းဝါကိုကုံကားနဲ့မိတဲ့အခြေအနေတွေမျိုးစုံမျိုးစုံတကယ်မင်းတို့မှာရုပ်တန်လွင့်ဆက်ယုံရုပ်မြင်တန်ကြာဌာနကြီးရှိတာတောင်မှမီဒီယာကိုမနိုင်လို့ပိတ်ပင်တာစီဖန်ရန်ထုတ်ခဲ့ နိုင်ငံပိုင်တနည်းအားဖြင့်ပြည်သူပိုင်ကျွန်တော်တို့ရဲ့ရုပ်မြင်တန်ကြားပေါ့ဗျအခုကတော့ရုပ်မြင်အတန်မကြားဖြစ်နေပြီဒီလိုမီဒီယာချီးကြီးတွေရှိတာတော့မှအမှန်တရားတော့ဖော်ထုတ်နေတယ်ဒရင်းမီဒီယာတွေသူတို့မနိုင်ဘူးဘာကြောင့်လဲသူတို့ကကလိန်ကချစ်တယ်စာအပေါ်မှာစာစီလိုက်တယ်အဲ့ဒါကိုပြောမှန်သည်မှားသည်လာမပြောနဲ့ ဥကြောတက်လေးကိုမင်းပို့ပြီးတော့ရှင်းပါလိုက်မယ်သူရဲ့အနာဘုတစ်ခုမှလည်းကျွန်တော်သူပြောတဲ့စကားကိုကြားဘူးပါတယ်ကျွန်တော်သူနဲ့လည်းအပြင်မှာတွေ့ဆုံခဲ့ဘူးပါတယ်ဟုတ်ပြီမင်းတို့မှာခိုင်မာတောက်နေတဲ့စီးပွားရေးလုပ်ငန်းကြီးတွေရှိတာတော့မှပြည်တွင်းအလှူရှင်တွေကိုမနိုင်လို့ပရိုက်တာအချို့ကတော့မှတက်သိမ်းပြီးတော့ပိတ်သိမ်းခဲ့တာတွေရှိတယ် မင်းတို့မှာလက်နက်မျိုးစုံရှိရတော့မှလက်နက်ကင်အချင်းချင်းမပြောနဲ့ပြည်တွင်းပြည်လေးခွာကိုမနိုင်လို့တေချိုးမရောင်းဖို့ပိတ်ပင်ခဲ့ကြရတယ်ကျွန်တော်မှတ်ချက်လို့လည်းပြောလို့ရတယ်မိကုံးလို့လည်းပြောလို့ရတယ်အခု notes လေးတွေကျွန်တော်ရင်မိသားစုရင်ချိန်ချိန်ပြန်ပြီးတော့နားထောင်ကြည့်ပြမင်းတို့မှာလက်နက်ခင်မိလက်နက်မျိုးစုံရှိနေတာတော့မှ လက်နက်ကင်ချီချင်းမပြောနဲ့ပြည်ရင်းပြစ်လေးခွာကိုတော်မှမနိုင်လို့လေးခွာလုတ်တဲ့တရေကျိုးကိုတော်မရောဖို့ပိတ်ပင်ခဲ့ကြတယ်မင်းတို့ကလူငယ်တွေရှိတာတောင်မှဘယ်ကပေါ်လာမှန်းမသိတဲ့လူငယ်တွေကိုမနိုင်လို့ညာဘက်စစ်စေးတောင်းချမ်းဖန်းစီနေတာဗျံပရာမင်းတို့လုံနေကြတော့လုတ်ခဲ့ကြတယ် စ်တပ်ထဲမှာလာစားပေးတယ်နေရာပေးတယ်ယာဒူးအစစ်စင်ပေးတယ်ပြီးတော့စစ်တပ်ထဲရောက်ရင်အလုတ်အနေနဲ့ပြောမယ်ဆိုရင်တော့အလုတ်တစ်ခုရတယ်ဗျာပြီးတော့စစ်တပ်ထဲရောက်သွားရင်စစ်တပ်နဲ့ပတ်သက်ပြီးတော့အခြားသောအခွင့်အရေးတွေအများကြီးလုတ်ပိုင်ခွင့်တွေပြီးကြတယ် လက်ရှိနိုင်ငံတွင်းထဲမှာရှိနေစီးပွားရေးပမှန်များကိုစစ်တပ်နဲ့ပတ်သက်သူတွေကပဲခိုးဆိုးလူ၌လုံနေကြတာဖြစ်တယ်။ကျွန်တော်တို့ရက်သားတွေကကုံထမ်းကုံမထမ်းနိုင်တော့တဲ့နောက်ဆုံးနေ့တောင်စာဒါကြောင့်ဘယ်တော့ပေါ်လာမှမသိတဲ့ကျွန်တော်တို့လူငယ်တွေကိုသူတို့တွေကြောက်ပြီးတော့တနိုင်ငံလုံးမှာရှိတဲ့လူငယ်တွေကိုနေရောညရော ဟန်းတယ်စီးတယ်ဗယံပတာလုတ်နေကြတယ်မင်းတို့မှာအင်အားကြီးနိုင်ငံနှစ်နိုင်ငံရှိရုရှားနဲ့တရုတ်ဒါကြောင့်မှမင်းတို့ပြောပြောနေတဲ့လေလိုင်းပေါ်ကအစိုးရဆိုတဲ့ကောင်တွေကို မနိုင်ဘဲနဲ့ပြီးတော့အနောက်အုပ်စုဆိုတဲ့အတန်ကြာတာနဲ့ဒူးတုံအောင်ကြောက်လန့် နေရတဲ့အခြေအနေတွေမင်းတို့ဘာကြောင့်ဖြစ်နေရတာလဲ။ဆိုင်မိသားစုဝင်နေတကယ်တမ်းကြောက်နေကြတာဘသူပါလဲ။အခုလက်ရှိကြောက်နေတာဘသူလဲ။လက်ရှိကြောက်နေလို့ပဲကျွန်တော်ရတပ်ပြည်သူတွေကိုနေ့တိုင်းနေ့တိုင်းဘုံကျဲပြီးတော့တော်တော်တတ်ပြနေတာ။အပိုင်မိကုန်းလေးတစ်ခုထပ်ပြီးတော့ ဖြည့်ခဲ့ပေးပါမင်းအောင်လှိုင်လူမတတ်တဲ့နေ့ရှိပါသလားသူတို့နိုင်တာလည်းရှိပါလိမ့်မယ်သူတို့ဘု து နိုင်တယ်ထင်လဲကျွန်တော်ရဲ့မိသားစုအခင်ညာနေပြီးတော့နောက်လှိုက်ဂွေးလို့လည်းပြောတယ်သခင်အားရကြုံပါဝါတခိုးတယောခံနေလူနေစုကိုတော့သူတို့နိုင်နေပါတယ်ကျွန်တော်တို့ကိုဘယ်တော့မှမနိုင်ဘူးမင်းအောင်လှိုင်တဲ့အာနာယူအုပ်စု ိုက်တဲ့ငွေကြေးသုံးကြိုက်တဲ့လက်နက်သုံးကြိုက်တဲ့အဖွဲစည်းတွေကြိုက်တဲ့လူမျိုးစီယုံကျွန်တော်တို့ဘယ်တော့မှမနိုင်ဘူးဆိုတာကိုကျွန်တော်ဒီနေ့တိတိကျကျပြောရတယ်တကယ်တမ်းကြောက်နေတာဟာပြီးတော့တကယ်တမ်းကြောက်ခက်ထဲမှာတကယ်တမ်းကြောက်နေရတဲ့လောကထဲမှာရဲ့ဝန်းထဲမှာနေနေတာကဘာတူပါလဲလက်ရှိ အာနာယူအကျံဖတ်အုပ်စုနဲ့သူတို့နဲ့ပြီးပြီးတော့ပေါင်းစားလှူစားရမှ အသက်ရှင်နိုင်မဲ့အဖွဲအစည်းတွေအတွင်းကတူနေတာဖြစ်ပါတယ်။ကင်မီနပတ်သက်တဲ့တဲ့တွေကျွန်တော်မိသားစုကိုကျွန်တော်အမြဲတမ်းမေးတယ်။မပူပါနဲ့။ကရင်သမိုင်းကိုကရင်ရေးပါလိမ့်မယ်။ အခုလက်ရှိ BGF DKP main online နဲ့တွားတွေ့နေတဲ့သူတွေကျွန်တော်ကရင်တွေကောင်းကောင်းမှတ်ထားတယ်ကရင်ပြည်သူတွေကရင်လူမျိုးအစ်စ်တွေကရင်တဲမှာနေလို့မရအောင်ရုတ်ခဲ့တာသမိုင်းအဆက်ဆက်အခုကျွန်တော်သတင်းပြောနေတဲ့ဒီနေ့ညအချိန်ထိဘယ်သူလှုပ်ထားတာလဲ လက်ရှိအာနာသိအာနာယူအုပ်စုအကျံဖက်စစ်တက်ကလုတ်ခဲ့ကြတာကင်လူမျိုးတွေကင်ပြည်နယ်တွင်းထဲမှာကောင်းကောင်းနေလို့မရဟိုနှစ်ပေါင်းများစွာတည်းကကဘာအရရက်မှာဒုက္ခတဲ့အနေနဲ့ပဲသူတို့တွေတွားရောက်ရှင်းတန်ခဲ့ရတယ်သူတို့သိတယ်ဒုက္ခပဲတယောက်အနေနဲ့ ဟိုဘက်နိုင်ငံကြီးတွေကတနာလို့ခေါ်ယူပြီးတော့အလုတ်အကိုင်းနေထိုင်ခွင့်တွေပြီးတော့ citizen တွေအဖြစ်အဖြစ်ဖြစ်နေပြောင်းလဲသွားခဲ့ဖိမဲ့သူတို့ကရင်ဆိုတာသူတို့သိတယ်ကရင်အချင်းချင်းပြောခဲ့တဲ့စကားရှိတယ်ကရင်ဟာလည်းကရင်မှန်းသိတယ်နေတော်လန်ရေးအောင်တယ်ဒီကျွန်တော်တုံးနေတဲ့မှတ်ချက်လေးတစ်ခုရှိတယ်ကျွန်တော်မှတ်ချက်လေးနည်းနည်းလေးတော့ကြမ်းကောင်းကြမ်းမယ်ကျွန်တော်ရဲ့မိသားစု တော်လှန်ရေးမှာကိုပေါ့စင်ကိုတည်တဲ့နေ့တော်လှန်ရေးအောင်မဲ့နေ့လို့ကျွန်တော်သုံးခဲ့တာလည်းရှိတယ်ကျွန်တော်တော်လှန်ရေးမှာနှိမ့်ချတော့ကျွန်တော်တော်လှန်ရေးမှာစူးစီးပါကျွန်တော်တော်လှန်ရေးမှာအကိမ်းမွေးလေးတွေကအစကျွန်တော်တို့တံပိုးထားရမှာဖြစ်တယ်တော်လှန်တကယ်လုပ်နေတဲ့သူတွေနေ့စဉ်ဖိနေတက်ဖြတ်ခံနေရတဲ့လူနေစုတွေ ဘာကြောင့်လက်နဲ့ကင်တယ်ဘသူမှလက်နဲ့မကင်ချင်ဘူးတောင်းမိသားဆိုရင်လက်ရှိတိုင်းသားတစ်ဖက်ဝင်အကုန်မေးလို့ရတယ် KNU မေးမလား KNU မေးမလား TNLA ကိုမေးမလား MNDAA ကိုမေးမလားဘသူမှလက်နဲ့မကင်ချင်ဘူးဒါပေမဲ့လက်ရှိကျွန်တော်နိုင်ငံအတွင်းထဲမှာရောင်းကုန်တပုံလို့အမိတက်ပြီးတော့ဖန်တီးထားတာကလည်းပဲအာနာယူလက်ရှိအကြမ်းဖက်စစ်တပ်ဖြစ်တယ်ဒါကိုကျွန်တော်တို့လုံးဝမေ့လို့မရဘူး ဒီအချိန်မှာကျွန်တော်တို့အကုန်လုံးစွပြုံရှင်းရမှာဖြစ်တယ်။ကြောက်မိသားစုဝင်တူဦးပေါ့နော်။ကိုရှမ်းရေးတဲ့88ကလူပြန်ဖြစ်သွားမှာလားဆိုရက်မိကိုမျိုးတဲ့အတွေးမျိုးတွေလည်းအချို့မိဘပြည်သူတွေမှာရှိကောင်းရှိပါလေ။အဲ့လိုအတွေးမျိုးဝင်အောင်မင်းအွန်လိုင်းဖန်တီးနေတာဖြစ်တယ် ရှစ်သက်ရှစ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေနဲ့ကျွန်တော်မှီညင်းပြီးတော့88ကရှစ်မီနောက်မီကျွန်တော်တို့ရဲ့တော်လန်ရေးဘိုးအိမ်တွေနဲ့ကျွန်တော်စကားပြောဆွေးနွေးပါအောင်ရှိသရှိလို့ဖြစ်လာနိုင်ကြဆိုတဲ့စကားမျိုးကျွန်တော်အနေနဲ့အဖြစ်တစ်ခုပဲကျွန်တော်ပြချင်ပါတယ်။လုံးဝဖြစ်လာနိုင်ကြအကြောင်းမရှိဘူးဆိုတာပါပဲ။နောက်တစ်ဆက်တဲ့အာနာသိမ့်မိတဲ့အချိန်မှာကျွန်တော်တို့အစောဆုံးကာလတွေနဲ့စုပွဲကြတယ်ပြင်ဆင်ခဲ့တယ်လေ့ကျင့်ခဲ့တယ်ဒီနေ့အချိန်ထိလည်းတိုက်ပွဲဝင်ဖို့တော့ကျွန်တော်တို့အားလုံးအဆင်သင့်ဖြစ်နေတယ် ချိန်ကာလတစ်ခုတော့ရှိပါလေ။အဲ့ဒီကာလပြည့်အတွင်းမှာကျွန်တော်တို့တက်ခဲ့သိမ့်ပိုက်ခဲ့တဲ့မြို့ပေါင်း၁၀၀ကျော်၁၀ဝန်းကျင်ရှိခဲ့တာပါ။အဲ့ဒီမှာအတက်အဆုတ်ကတော့ရှိခဲ့တယ်ကျွန်တော်ရဲ့မိသားစုတွေ။အပွင့်ရင်းဆုံးကျွန်တော်ပြောပြမယ်။ကျွန်တော်ရဲ့ရဲဝရဲပတ်တွေလက်ရှိအခြေအနေတွေကျွန်တော်တို့ကနေရောညောကျွန်တော်တို့အမြဲတမ်းသုံးသပ်နေကြ လိုအပ်ရင်ပြည့်ပြည့်ဆိုလည်းပြည့်ပြည့်ရမှာပဲကျွန်တော်တို့အခုချိန်မှာထိခိုက်ဒဏ်ရလို့မရဘူးအချို့နေရာတွေမှာเนาะကျွန်တော်ရဲ့မိသားစုဝင်တွေအချို့ကျွန်တော်တို့ဒါတိုက်ပွဲပုံဖော်နေတဲ့နေရာတွေမှာကျွန်တော်တို့နောက်ထပ်ထိခိုက်ခံလို့မရတဲ့အခြေအနေတွေရှိတယ်ကိုရှမ်းကျွန်တော်ကတော့ပြည့်ပြည့်တော့အေးညီလေးပြည့်ပြည့်ချိန်တိုင်းငါတို့ဘုံတိုင်းကျဲပြီးတော့ဖိုက်တာကြီးတွေ လုတ်ပြနေလို့မရသေးဘူးကျွန်တော်တို့မှလည်းကျွန်တော်တို့ရဲ့အခြေရှိပါတယ်ဟုတ်ပြီဒါကြောင့်လက်ရှိကြောက်ခက်နေမှာနေနေရတဲ့အဲ့ဒီအုပ်စုလေးပြီးတော့မင်းအောင်လိုင်းကိုတိုက်ခဏအချိန်ထိကြောက်လန့်နေရတဲ့အချိန်လေးပြီးတော့မင်းအောင်လိုင်းနဲ့သွားပေါင်းပြီးတော့ဒါလက်ရှိတွေ့ဆုံနေပါတယ်ဆိုတဲ့သူတွေဟာလည်း ဘယ်ပြည်နယ်တဲမှာပဲနေနေသူတို့ဟာသူရဲ့ပြည်နယ်အတွင်းထဲမှာရှိတဲ့သူရဲ့လူမျိုးတွေကြားထဲမှာတော့မှသူတို့တွေလွတ်လွတ်လပ်လပ်မနေရဲကြဘူးလက်နက်ကန်အဆောင်တွေနဲ့သူတို့ဖြစ်ချင်တဲ့သူတို့ရဲ့ခေါင်းဆောင်တွေသူတို့ဖြစ်ချင်တဲ့သူတို့လူမျိုးတွေရဲ့အကြီးအကဲတွေသူတို့ဖြစ်ချင်တဲ့သူတို့တွေကပြည်သူတွေကသူတို့ကိုဟုတ်လို့အားကိုးတဲ့သူတွေအဖြစ်ဒါပေမဲ့ တကယ်တမ်းဖြစ်သွားတာဟာပြည်သူရဲ့အမုန်းတရားတွေသူတို့ရသွားတယ်ပြီးတော့တကယ်တမ်းဖြစ်သွားတာသူတို့ကိုယ်နိုင်ကပြည်သူကိုပြန်ကြောက်ကြတဲ့သူတွေဖြစ်သွားတာကျွန်တော်ပြောတဲ့အကြောင်းအရာရဲ့အောက်မှာမိသည်လက်နက်ကင်ခေါင်းစဉ်မင်းအောင်လိုက်နဲ့တွဲနေတဲ့မိသူမဆိုရှင်တွဲပြီးတော့ကြီး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 ပါသူတို့တွေအကုန်လုံးပြည်သူကိုပြန်ကြောက်နေရတာဒါကအမှန်တရားအရှိတရားဖြစ်ပါဘာကြောင့်သူတို့ပြည်သူကိုပြန်ကြောက်နေရလဲပြည်သူ ကိုနေ့စဉ်ကြံဖတ်တပ်ဖြတ်နေတဲ့သူတွေနဲ့ပူးပေါင်းနေတဲ့ကောင်တွေမင်းအောင်တကောင်လည်းမဟုတ်ဘူးခေဆက်ဆက်မှာကျွန်တော်နိုင်ငံကျွန်တော်တိုင်းရင်းသားတွေကိုရရဆက်ဆက်ကျွန်တော်ပြောပြီးသားကရင်တွေကရင်မှာနေလို့မရအောင်လုပ်ခဲ့တဲ့ကောင်တွေလူမျိုးတို့တပ်ဖြတ်ခဲ့တဲ့ကောင်တွေဒီကောင်တွေကိုကူညီပံ့ပိုးနေတဲ့အဖွဲ့အစည်းဒီကောင်တွေနဲ့ပတ်သက်နေတဲ့ခေါင်းဆောင်ဆိုတော့ပြည်သူကြားထဲမှာဒီကောင်တွေပြည်သူလူတော်မှမနေရဲဘူး ဟုတ်ပြီဒါကြောင့်လည်းဘုဇုတာဘုံကျော်ကပြောပါတယ်အလက်ဆိုတာရှိမင်းပါတယ်သူကအခါလီပြောတယ်လူငယ်စကားဆန်တယ်ပြီးတော့တီယန်နယ်လေးပတ်သက်ပြီးတော့ထုံးနှက်နေတာလေအများကြီးရှိတယ်အာကြောင်မဲနောင်ချိုတီပေါ်ဆလာလေးကိုတီယန်နယ်လေးကပြန်ပေးတယ်တီယန်နယ်လေးရဲ့ဖီအာတီယန်နယ်လေးကိုကူညီဖို့ကျွန်တော်တို့ဘာတွေစဉ်းစားခဲ့ဒါပေမဲ့ TNL ကကျွန်တော်တို့ပြည်သူနဲ့ အမြဲတမ်းရှိပါတယ်ဆိုတာမျိုး TNL ကတရုတ်ကခေါ်ပြီးတော့ညှိတာတောင်မှပြင်းမျက်နှာကြည့်တဲ့အဖွဲ့အစည်းတစ်ခုအဖြစ်ကျွန်တော်တို့သူတို့ကိုစပ်ပြီးတော့ဝင်းရံဖို့လိုတယ်ကျွန်တော်တို့လိုမချတာနဲ့ဘုဇုတ်တပုံးကျော်ကျွန်တော်တို့သွားပြီးတော့ဖြစ်တင်လို့မရအောင် TNL ကျွန်တော်တို့သွားပြီးတော့ဖြစ်တင်လို့မရအောင်ဒီချိန်မှာကျွန်တော်တို့အားတွေစုစည်းနေဖို့လိုတယ်ကျွန်တော်အလျမ်းကိုလွယ်ကူတဲ့ဥပမာလေးတစ်ခုပါ ငင်တော့အကြောင်းဒီအကြောင်းကတွေမှာလည်းတင်ခဲ့ရစီလုံးချင်းအင်အားအချို့ပန်းချန်တွေမှာပုံလီတော်မှဖော်ထားသေးတယ်တချောင်းလေးတချောင်းပေးလိုက်ချိုးလိုက်ကျိုးသွားတယ်အဲ့ဒီတချောင်းလေးတွေစုပြီးတော့သင်းစည်းကိုချိုးခိုင်းမကျိုးဘူးဆိုတာမျိုးပေါ့ဗျာအခုကကျွန်တော်တို့အားလုံးကတစ်ခုချင်းစီကနေပြီးအားယူခဲ့ကြတာဖြစ်တယ် ဒါကြောင့်ကျွန်တော်အရှိမပြောတာသူတို့မှာချမ်းသာကြွယ်ဝတဲ့ပါတီတွေသူတို့မှာချမ်းသာကြွယ်ဝတဲ့ခရိုနီတွေသူတို့မှာချမ်းသာကြွယ်ဝတဲ့အရင်းမြစ်တွေသုံးဆဲမကုန်နိုင်အောင်ခိုးထားတဲ့အုပ်စုကြီးရှိနေပါရဲ့နဲ့ကျွန်တော်တို့ပြည်သူကျွန်တော်တို့ဆန္ဒနဲ့အညီရွေးကောက်တဲ့အချိန်မှာကျွန်တော်တို့ကိုဘာကြောင့်သူတို့တွေမနိုင်တာလဲသူတို့က NLD နဲ့ပတ်သက်ပြီးတော့မျိုးစုံပြောတယ်မဟုတ်ဘူးဗျ NLD မဟုတ်ဘူးအဲ့ဒါပြည်သူဗျ NLD ဖြစ်လာတယ်ဆိုတာလည်းပြည်သူပဲ လက်ရှိမင်းအောင်လိုင်းရဲ့ရစ်ဆက်မှုတွေကြောင့်အတန်တိတ်နေရတဲ့ခေါင်းငုံနေရတဲ့ပြည်သူအချို့တော့ရှိတယ်။ဒါဟာမင်းအောင်လှိုင်ဘက်ပါသွားတာမဟုတ်ဘူး။ဟုတ်ပြီ။ဘလို့တောင်ပေါ်ကအိုက်စ်ကောက်ဘာကြောင့်ပြောရလဲဆိုတော့ရှမ်းပြည်နယ်မြောက်ပိုင်းတောင်ထင်းကျုပ်ထားတဲ့နတ်ဆန်မြို့ခွန်ဟာချေးရွာမှာအဂျန်ဖက်စစ်ခွစ်တက်ကနေပြီးတော့အော်တိုဘတ်၁၈ရက်နေ့ည၈နာရီခွဲချိန်မှာပေါင်၂၅၀ဘုံနဲ့ ဘုံသွားကျဲလိုက်တယ်ယတဒေတာကံဒီတည်ဆုံးခဲ့ရတယ်ဒါတောင်းလို့မြောက်တက်မလို့ DNL ရထုတ်ပြန်ထားပါတယ်ဆိုတော့အဲ့တည်ဆုံးမှုမှာထုံးစံအတိုင်းပဲယတပြည်သူဖြစ်တဲ့အတွက်သက်စဲနေရွယ် clean ငယ်တွေလည်းပါတယ်မြို့မီလေးဦးပါတယ်မြို့သားတဦးပါတယ်ဒီတနေရာလဲလားဆိုရင်မဟုတ်ပါဘူးနေ့စဉ် DNL ထိချုပ်ထားတဲ့နေရာတွေကိုဘုံကျဲနေတာနေ့စဉ် KIA ထိချုပ်ပြီးသားနေမြေတွေကိုဘုံကျဲနေတာနေ့စဉ် အီထိချုပ်ထားတဲ့နေရာတွေကိုဘုံကျင်းနေတာနေစဉ်ကင်းထိချုပ်ထားတဲ့နေရာတွေကိုဘုံကျင်းနေတာသူဘာဖြစ်လို့ဘုံလိုက်ကျင်းနေတာလဲဒီနေ့အချိန်ထိသူကျွန်တော်တို့ကိုရှုံးနေနေစေဆိုတာမင်းအောင်လိုက်သိဒီနေ့အချိန်ထိကျွန်တော်တို့ပြည်သူလူထုနိုင်နေတယ်ဆိုတာလဲမင်းအောင်လိုက်သိဒီနေ့အချိန်ထိကျွန်တော်တို့ကို ထိန်းချုပ်ဖို့ကျွန်တော်တို့ကိုကြောက်လန့်သွားအောင်ကျွန်တော်တို့စိတ်သက်တွေပြိုလဲပျက်စီးသွားအောင်လုပ်ဖို့အတွက်သူတို့တွေအပြေရှာလို့မတွေ့သေးဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကတည်တည်ချာချာဆုံးဖြတ်ပြီးသားပြီးကျွန်တော်တို့လူငယ်တွေကျွန်တော်တို့ဒီခက်မှာအာနာယူအုပ်စုကိုအမြင့်ဖြတ်ချေမှုတိုက်ခိုက်တယ်။စစ်မှာအတက်အကျရှိပါတယ် လက်ရှိကျွန်တော်တို့အားယူနေရတဲ့အခြေအနေတွေလည်းရှိတယ်လက်ရှိကျွန်တော်တို့ပြင်ဆင်နေရတဲ့အပိုင်းတွေလည်းရှိတယ်လက်ရှိကျွန်တော်တို့စုဖွဲ့ပြီးတော့အားနိုင်ချက်တွေကိုအတချက်ဖြစ်ပြောင်းလဲဖို့အတွက်ဂျုံးကန်နေရတဲ့အခြေအနေတွေရှိတယ်ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့မိသားစုဝင်တွေအမြဲအမှတ်ရရှိနေပေးပါကင်းပြီနေမှာဗျာလိဂီကော်လေးပြန်ပေးလိုက်ရအောင်တော့လိဂီကော်ဟာအကျိုးစီးပွားဘာတစ်ခုမှမရှိဘူးကျွန်တော်လူငယ်တွေလူငယ်လူကျွန်တော်တို့သုံးသပ်တယ် အကျိုးစီးပွားရှိတဲ့နေရာတွေ BGF နဲ့ပေါင်းလို့တော့လကောဒါပြဿနာမဟုတ်ကျွန်တော်ပြောပြသအရင်တမန်ကင်နေရေးပါလိမ့်မယ်ကင်ကိစ္စကင်ရင်ရှင်းပါလိမ့်မယ်ရှင်းလဲရှင်းနိုင်တယ်ဆိုတာမျိုးကိုတော့ကျွန်တော်တို့ဆက်ပြီးတော့ယုံကြည်ပေးထားစေဖြစ်တယ်ဂန်ဒီကိုဘုဇုတ်စီးပြောတဲ့ရန်ကုန်အင်းစိန်မှာဂန်ဒီကို ဌာနချုပ်ကင်ဒူရုံးချုပ်ပြန်ဖွင့်နိုင်မလားဆိုတာမျိုးကကန်ဒူပြောပြတဲ့စကားဖြစ်တဲ့အတွက်သူတို့ထွေးတဲ့တွေသူတို့ပြန်မျိုးလို့မရဘူးဆိုတော့ဒါတမိုင်းဖြစ်နေပါတယ်ကျွန်တော်တို့လက်ရှိအချိန်မှာ90%ဖြစ်တယ်ဒီတက်ပို့ပြီးတော့ရှင်လင်းမြန်မြန်အနိုင်ရဖို့အတွက်မင်းအောင်လှိုင်တဲ့သူတို့ရဲ့အပေါင်းအပအုပ်စုတစ်ခုလုံးကျွန်တော်တို့ကိုလှည့်ပြားမှုကျွန်တော်တို့ကိုလိန်လယ်မှုကျွန်တော်တို့ကို ွေးခွဲနေမှုတွေကိုတော့ကျွန်တော်တို့မြင်အောင်ကြည့်ဖို့လဲလိုတယ်တခါတည်းရမှာမသိကြအောင်စောင့်နေလိုက်ဖို့လိုတယ်ရေကောက်ပွဲလုပ်လုပ်ပေါ်နေပြီးတော့မှလက်ရှိ NCA မှာလက်မှတ်ထိုးထားတဲ့အဖွဲ့အများစုဘယ်သူမှလည်းမသွားဘူးရတယ်တွားသူခေါ်ပြီးတော့တွားသူဒီ DGB တိုက်တက်မယ် PC တိုက်တက်မယ်ဒီ BGF တိုက်တက်မယ်တက်ပြီစီအဲ့လူတွေအကုန်လုံးရဲ့မျက်နှာဒီအကုန်လုံးနဲ့ဒီဒီတွေအကုန်လုံးကရင်မျိုးသားလုံးအမှတ်ရတယ် အခြားသောလူမျိုးစုမှာလည်းထုံနီကောင်းပဲဒါမင်းအောင်လိုက်လုတ်ပြခြင်းတဲ့အကြာလေဒါတွေကလည်းယိုးအိနေပြီဟုတ်ပြီဒီနေ့မှကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာဟာကျွန်တော်မိသားစုတွေတော်ရင်အစကာလမှဒီကလေးအချိန်ထိကျွန်တော်တို့နိုင်နေစေဖြစ်တယ်ဆိုတာကိုကျွန်တော်ထင်ရှားစွာဖော်ပြပေးနေခြင်းဖြစ်တယ်ကျွန်တော်တို့နိုင်ရင်ကျွန်တော်တို့ချိန်မုန်းခြင်းနဲ့ကျွန်တော်တို့လူငယ်တွေကို ကြောင်ညိုထွက်ပြေးတော့လုံနိုင်တဲ့အခြေအနေမျိုးမင်းအောင်လှိုင်မှာလုံးဝကိုမပိုင်ဆိုင်တဲ့လူသူ့အဖြေရှာလို့မရသေးဘူးကျွန်တော်ရဲ့မိသားစုဝင်တွေကျွန်တော်ပြောတဲ့စကားမှားတယ်မှန်တယ်ကျွန်တော်ရဲ့ဗီဒီယိုကိုမှရှင်းပြခဲ့ခင်ဗျလက်နက်တွေရှိပါတယ်ဆိုတော့နိုင်ငံတကာကမ္ဘာအဆင့် standard army ကြီးရေလေးပိုင်ဆိုင်ထားပါတယ်ဆိုတော့တရုတ်ရဲ့ထောက်ပံ့မှုရုရှားရဲ့အကူအညီမှုတွေရယူထားပါတယ်ဆိုတော့ နျူကလ িয়ার တောင်မှပိုင်ဆိုင်ခြင်းပါလေဆိုတော့မင်းအောင်လှိုင်ကိုကျွန်တော်တို့လူငယ်တွေကကြောက်နေလို့လားဒါကြောင့်ကျွန်တော်အရှိမပြောခဲ့တာလေးခွာကိုတော်မှကြောက်လို့လေးခွာလှုပ်တဲ့တရေခွင်းတောင်မှပိတ်ပင်တဲ့နလဘိန်တုံးတွေနဲ့ကျွန်တော်တို့ generation hyz နဲ့တိုင်းသားတပွဲဝင်နေပူပေါင်းထားတဲ့အခုလူကြီးရဲ့တော်လှန်ရေးကျွန်တော်တို့အနိုင်ပါပဲ ီနေ့မှကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာကျွန်တော်မိသားစုအားနဲ့တက်မယ်လို့မျှော်လင့်တယ်။နောက်လာတဲ့ဗီဒီယိုတွေကိုဒီချက်ပို့ကောင်းအောင်ကျွန်တော်စူးစမ်းပေးပါမယ်။ကျွန်တော်လက်ထဲမှာကင်လာတာခဲတဲ့အတူလေးဖြစ်ပါတယ်ကျွန်တော်ရဲ့မိသားစုလေး။ကျွန်တော်တို့ဟိုးအောက်ခြေကနေပြီးတော့တက်လာခဲ့ကြတဲ့သူတွေဖြစ်တယ်။လက်ထဲမှာဘာမှမရှိတဲ့အခြေအနေကျွန်တော်ကဘာဘာလိုက်မှမရှိဘူး။ကျွန်တော်ကဘာစီးတော့အရင်မှမရှိဘူး။ကျွန်တော်ကဘာစသုံးပစ္စည်းမှမရှိဘူး။ တော်တော့စည်ရင်မာပြီးတော့ဘာတခုမှမသိဘူးကျွန်တော်တိရပါလေစစ်တိုက်တိုင်းကစားဘူးတယ်ငင်တော့ကတူတူပုံနဲ့ကစားဘူးတွေဒါတော်မဗျာ standard army ချင်းရတဲ့ကဘာပတ်ပြီးတော့ခွေးပြေးဝပြေးပြေးတောက်ရက်ကွဲနေတာကျွန်တော်တို့ဘာဘူးကြီးဆက်ရအောင်မလားကျွန်တော်မိသားစု